ခရနီပြည်နယ်ဒီမော့ဆိုအနောက်ဖက်ခြမ်းမှာဆက်ဆောင်စခန်းရှိခုထက်မနေစားနာရိတ်ခါပြက်လက်နေတယ်လို့ဆက်ဆောင်ကုင္ငီရေးအဖွဲ့တွေထံကသိရပါဗျ။ဒီမော့ဆိုအနောက်ဖက်ခြမ်းမှာရှိတဲ့လေးယောင်ချီတိရသောတက်တန်ယေရုရှလင်ရွှေပြင်းတောင်ဆက်ဆောင်စခန်းတွေအပါအဝင်ဆက်ဆောင်စခန်းရှိခုထက်မနေရိတ်ခါပြက်လက်နေပြီးအစိုးရအဆုံးအချင်းကြီးကြုံတွေ့နေရတယ်လို့ Job for ခရအဖွဲ့တာဝန်ခံကိုဆိုင်ကပြောကြားပါတယ်။ ရနီပြည်နယ်မှာစစ်တပ်စစ်ကြောင်းထိုးလာမှုကြောင့်စစ်ဘေးရှောင်ဥယျာဉ်များပြားလာတာနဲ့အတူ အလုတ်အကန်ရှားပါမှုအလူရှင်ရှားပါမှုစစ်ရှောင်ကုန်ရည်အဖွဲ့နှဲပါလာမှုတွေကြောင့်စစ်ရှောင်တွေအတွေ့စားနပ်ရိက္ခာအခက်အခဲပုံမှုကြီးထွားလာတယ်လို့ကိုဆိုင်ကပြောပါရယ်ခရနီပြည်နယ်အတွင်းကိုစစ်တပ်က2025ခုနှစ်အတွင်းအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာမှုကြောင့်တိုက်ပွဲဧရိယာအနီးလဲပြန်ဆိုင်တဲ့စစ်ရှောင်တွေလည်း လေအီကောင်တွေကိုခြံရစ်ထားခဲ့ရတယ်လို့သိရပါဗျ2025ခုနှစ်အတွင်းတွင်စစ်တပ်စစ်ကြောင်းထိုးလောင်မှုကြောင့်ရှမ်းခရနီနယ်ဆက်ဖေခုံရဲ့အရှိဖေကန်နမ်းမဲခုံမြို့နယ်ဒီမောဆူမြို့နယ်တို့မှာရှိတဲ့ဒီရခန့်တွေစစ်ပေးတင်းရှောင်နေရပြီးအရေးပေါ်စားနပ်ရေးကအမိုးအကာနဲ့စေဝါအကူအညီတွေလိုအပ်လျက်ရှိနေပါတယ် ခရနီပြည်နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာမှုကြောင့်ဇူလိုင်လနဲ့ဩဂုတ်လ၂လအတွင်းစစ်ဘေးရှောင်ဥယျာဉ်နှစ်သိန်းကျော်တိုးလာပြီး အရေးပေါ်စားနပ်ရိက္ခာတွေနဲ့အမိုးကောင်တွေလိုအပ်နေတယ်လို့ခရနီလူအခွင့်ရေးအဖွဲ့ KNHRG ကထုတ်ပြန်ထားပါတယ်ဒီမော့ဆိုအနောက်ဖက်ချမ်းမှာရှိတဲ့လေးရောင်ချီစစ်ဆောင်စခန်းမှာလည်းအရေးပေါ်စားနပ်ရိက္ခာပြည့်လည်နေပြီးစံပြုတ်စားနေရတယ်လို့စစ်ဆောင်ကော်မတီတွေကပြောပါရရှင်။